င်းစီရော body transformation လုပ်ချင်တဲ့သူတွေအနေနဲ့မဖြစ်မနေသိတဲ့အရေးကြီးအချက်အလက်ကိုကျွန်တော်တင်ပြပြတော့မှာဖြစ်ပါတယ်။ကျွန်တော်မှဆက်မကန်နေ page ရဲ့ founder ပြီးတော့ freelance personal trainer ကိုအောင်ကိုဖြစ်ပါတယ်။အာမဆက်မကန်နေ page မှာဒီနေ့ဒီနေ့မင်းစီရောတို့အား post content နေတင်ပြီးတော့ပဲကျွန်တော် knowledge sharing လုပ်ပေးခဲ့ပါတယ်။အခုနောက်ပိုင်းမှာကျွန်တော်ဒီလိုမျိုး video content တွေရောပြီးတော့ fitness အလိုမျိုး post content တွေရောဒီမျိုး knowledge sharing လုပ်ပြီးတော့နေပါတယ်။ အားလုံးမှာအချင်းဆိုတော့အလွန်အေးတည်ပါတယ်။တော်တော်များများအားလုံးကချင်းသွားပြီးတော့ body transformation လုပ်ချင်ကြတယ်။ဒါပေမဲ့၃လကစားတယ်၆လကစားတယ်အဲ့နောက်ပိုင်းမှာတို့တို့ရလမရတဲ့ပုံမှာတို့ချင်းကိုနှုတ်ထပ်သွားကြပါတယ်။အဲ့တော့တို့အနေနဲ့ချင်းမှာသွားပြီးတော့တနင်္ခွဲနေ့နေ့လောက်ကြာနေတဲ့ transformation ကိုဒီချက်တွေသိမယ်ဆိုရင်အများဆုံး၆လလောက်နဲ့ transformation ပြောင်းလို့လုပ်ရပါတယ်။မင်းစီတို့အနေနဲ့ video ကို skip မလုပ်ခင်းနဲ့အဆုံးထိကြည့်ပြီးပုံမြတ်တာရက်ခံပါတယ်။ အောင်မင်းစုတို့ဒီနေ့ကျွန်တော် onboarding transformation တွေလို့အတဲ့အဓိကကြားတဲ့အချက်အလက်ကိုတင်ပြပေးတော့မှဖြစ်ပါတယ်ဒီအချက်၅ချက်လုံးဝတိပ္ပံနေချက်အခြေခံကြားတဲ့အချက်တွေဖြစ်ပါတယ်အဲ့တိပ္ပံနေချက်သတိပြခံတဲ့အချက်တွေလေးဖြစ်ပါတယ်ဒီအချက်၅ချက်ကိုကျွန်တော်ပြပြပေးပြီးသွားရင်ကျွန်တော်တော့ဆုံးနေတဲ့ bonus tips တစ်ခုလေးပြပြပေးတော့မှဖြစ်ပါတယ်အခုကျွန်တော်တင်ပြပေးတော့မယ့်ဒီအချက်၅ချက် လုံးဝအာ weight gain လုပ်ချင်တဲ့လူတွေဖြစ်စီ weight loss လုပ်ချင်တဲ့လူတွေဖြစ်စီ beginner ဖြစ်စီ intermediate ဖြစ်စီအားလုံးအတွက်အသုံးဝင်ပါပါ ပထမဆုံးအနေနဲ့လေ့ကျင့်ခန်းတစ်ခုကို short term စနစ်ကြီးတွင်ဟာပြီးလေ့ကျင့်မယ်ပေါ့ training style 3မျိုးရှိပါတယ်ပထမဆုံးက strength training အပြီးတော့ hypertrophy training endurance training ဒီမှာ strength training ကဘာလဲဆိုတော့ strength training ကအလေးမကစားသမားတွေ power lifter တွေအများဆုံးလေ့ကျင့်ကြတယ်လေ့ကျင့်ခန်းတစ်ခုကိုတစ်ချိန်မှနားချိန်အတွင်းထားပြီးလေ့ကျင့်မယ်ဆိုရင်အဲ့ဒါကို strength training လို့ခေါ်ပါတယ် hypertrophy training hypertrophy training ကကြတော့ blue ray လေ့ကျင့်တယ်လို့ဆိုတော့ hypertrophy training ကိုအားလုံးလေ့ကျင့်တင်ပါတယ် weight gain လုပ်ချင်တဲ့သူတွေ weight loss လုပ်ချင်တဲ့သူတွေအားလုံးလေ့ကျင့်တင်ပါတယ်ဒါကြောင့်လည်းဆိုတော့ hypertrophy training ကခန္ဓာကိုယ်မှာ muscle cells တွေကိုပို့ပြီးတော့များစေပါတယ် muscle mass ကိုပို့ပြီးတော့မင်းမင်းတက်စီနိုင်ပါတယ်ပြီးတော့နောက်တစ်ခုကကျော endurance training endurance training ကကျတော့ဘယ်သူတွေ train တင်လဲဆိုတော့ဘယ်သူတွေ train နေလဲလို့ပြောရမယ်အဲတခြား sports မှာရှိတဲ့ athletes အားလုံးတမားတွေဥပမာအာဘောလုံးပွဲဘောလုံးပွဲကစားနေတဲ့သူတွေပြီးတော့ marathon အပြေးတမားတွေပြီးတော့ sprinter အပြေးတမားတွေသူတို့တွေအနေနဲ့ဒီ endurance training ကိုပို့ပြီးတော့ကစားလေးရှိကြတယ် endurance training ကဘယ်လိုအကျူးကျူးတွေရရှိနိုင်လဲဆိုတော့သူက strength နည်းနည်းပို့ပြီးတော့တက်စီတယ်ပြီးတော့သူကတက်လုံအားပို့ပြီးတော့ကောင်းနေတယ်ပေါ့နော် မင်းစီအနေနဲ့ weight gain လုပ်နေပြီဖြစ်စေ weight loss လုပ်နေပြီဖြစ်စေမင်းစီ follow လုပ်ရမယ် training က hypertrophy training ဖြစ်ပါတယ်အဲ့တော့မင်းစီလုပ်နေနေ hypertrophy training ကိုပို့ပြီးကြလာပြီးတော့အချိန်မမြလုပ်တိုင်းချက်သားနိုင်မယ်မကြည့်နိုင်ဘူး endurance training တို့ရ follow မလုပ်နိုင်ပါဘူးနောက်တစ်ခုအချက်ကကြတော့ဗာလဲဆိုတော့ common movement တွေကိုပို့ပြီးအာရုံစိုက်ပါ common movement ဆိုတာဗာလဲဆိုတော့အခု အာကိုက chest ကစားနေ chest ကစားနေအချင်း chest တခုရေကိုဖိအားမပေးဘဲနဲ့ shoulder တွေပြီးတော့ tricep လမောင်းနောက်ကျွတ်သားတွေကိုမှဖိအားပေးဖိအားပေးခြင်းခံရတဲ့ဆင်ရအဲ့ဒါကို compound movement လို့ခေါ်ပါတယ်ဥပမာပြောရမယ်ဆိုရင် military press over head press bench press squat deadlift ဒါတွေအားလုံးက compound lifting ဆိုတဲ့ကစားနည်းအောက်မှာလာပါလိမ့်မယ် အာမင်းစီရိုအနေနဲ့လေ့ကျင့်ခန်းတစ်ခုရင်းနဲ့ကျွတ်သားတစ်ခုကိုပဲဖိအားပေးနိုင်တယ်။ isolation movement နေတဲ့လေ့ကျင့်ခန်းတစ်ခုရင်းနဲ့ကျွတ်သားနှမျိုးသုံးမျိုးကိုဖိအားပေးနိုင်တယ်။ဒီ common movement တွေပေါ်ပို့ပြီးအရင်ဆိုင်ပါပို့ပြီး focus timing ကစားပြီးပါအတူတူဒီကိုကိုရန် research လုပ်ပြီးတော့သတိပြခဲ့ပါတယ်။ compound လေ့ကျင့်ခန်းတွေကစားရတဲ့အုပ်စုတစ်ခုကိုအုပ်စုတစ်ခုနဲ့ပေါ့နော် ပြီးတော့ isolation နေချင်းကနေပဲကစားတဲ့အုပ်စုတစ်ခုကိုခွဲပြီးတော့ကစားခိုင်းကြည့်ရမှာရက်သက်လက်ပဲအနည်းနဲ့အကြမှာ compound နေချင်းကကစားတဲ့သူတွေက isolation နေချင်းကကစားတဲ့သူတွေထက်ကျွတ်သားတက်တုံပမာဏပိုများနေရအောင်တွေ့ရပါမယ်နောက်တစ်ခုနံပါတ်3အချက်နေနေရ increasing strength increasing strength ဆိုတာအမေဆီကအခု compound နေချင်းကနေမှာအပိုပြီးတော့ focus လုပ်ပြီးအောင်မှာအဲ compound နေချင်းကနေမှာပြီးရင် strength ကိုထပ်ပြီးတော့တိုးဖို့လိုပါမယ် extra ကိုပိုကောင်းလောင်လို့ခုလို extra ခွန်အားကိုဘလို့ပိုကောင်းလောင်လို့မလဲဆိုတော့ဒပတ်နဲ့ဒပတ်အလေးတွေပိုပိုပြီးတော့တိုးလာမယ်ဥပမာဟိုဘက်ကမှထားတဲ့အလေးကိုဖတ်ထားပြီးတော့ဒီဘက်ရောက်အဲ့ထပ်ပိုပြီးတော့နည်းနည်းပိုပြီးတော့မှမယ်ဆိုရင်အဲ message extra ခွန်အားပိုပြီးတော့တိုးတက်လာပါလိမ့်မယ်ဟုတ်ဒီစလိုအနေနဲ့ဒိဋ္ဌာကြီးမိလာတော့မသိဘူးဂျင်မှာခန္ဓာကိုယ်ကောင်းကောင်းနဲ့ fit ဖြစ်နေတဲ့သူတွေက 2.5kg 5kg လောက်နဲ့သူတို့ရဲ့လေ့ကျင့်ခန်းနဲ့အားလုံးကိုပြီးဆုံးအောင်လုပ်မှာမဟုတ်ပါဘူး တော့သူတိတနာကလည်းဒီအချက်ကိုပြောဆိုလိုခြင်းဖြစ်ပါတယ်5 kg ကစားတဲ့သူပြောရင်လက်ကတီးနေမှာပဲ15 kg နဲ့ကစားတဲ့သူပြောရင်လက်ကတော့ကြီးနေမှာပဲအတော်များများလူတွေကအလေးပေါ်ပေါ်နဲ့ကစားတဲ့အချောင်းကြီးကအလေးပေါ်ပေါ်နဲ့အချိန်များများကစားတဲ့အချောင်းကြီးကသူတို့ရဲ့ကြွက်သားတွေမှာတွေးစီးစီးမှုပို့ပြီးတော့များပြီးတော့သူတို့ရဲ့ကြွက်သားတွေအမြင်မြင်ပြီးတော့မြင်မြင်ဖောင်းကျလာမယ်အမြင်မြင်နဲ့ရောင်တက်လာမယ်ပေါ့ရောင်အားပိုကောင်းလာမယ်အဲ့လိုမျိုးသဘောနေပါမယ်အော် အဲ့ဒီနေရာတွေကအဲ့လိုမျိုးဖောင်းလာတာကျွတ်သားတွေရောင်းလာတာတကစလားမနစ်မှမိနစ်20အတွင်းပါပဲဟောနောက်ပိုင်းမှာတော့အဲ့ဒီဖောင်းလာတာရောင်းလာတာပြင်ပြီးတော့သူ့ရဲ့ node size ကိုပြင်ပြီးတော့ရောက်သွားပါလိမ့်မယ်အဲ့ဒါမိတ်ဆွေရဲ့ခန္ဓာကိုယ်မှာကျွတ်သားလည်းတက်လာတာမဟုတ်ပါဘူးအစီလည်းကျသွားတာမဟုတ်ပါဘူးလက်တဲ့ acid တွေကတည်ရခန္ဓာကိုယ်မှာလာပြီးတော့စူးစောင်းနေတာပဲဖြစ်ပါတယ်ဒီစလားမနစ်မိနစ်20ခန္ဓာကြီးကောင်းမှုတော့ကိုယ့်ရဲ့ရည်ရှိ long term goal ကိုဆွံ့လို့လို့မရပါဘူး အခုကစပြီဗျာအလေးသေးသေးလေးနဲ့ခက်သားမျိုးစင်အလေးကြီးကြီးကိုပြောင်းခိုင်းလိုက်ပါတော့ဒီလောက်အကြိုက် training အကြောင်းပြောပြီးတော့မင်းအခု number 4 tips အနေနဲ့ diet အကြောင်းပြောရအောင် diet အကြောင်းပြောရမယ်ဆိုရင်လူတယောက်ရဲ့ခန္ဓာကိုယ်မှာတနေ့တိုင်းလိုအပ်တဲ့ calorie ဆိုတာရှိပါတယ်အဲ့ဒါဘယ်လိုမျိုးသတ်မှတ်ခံရလဲဆိုရင်သူ့ရဲ့အသက်အရွယ်လက်ရှိကိုယ်လေးညင်ပြီးတော့တနေ့တိုင်းလှုပ်ရှားမှုအဲ့ဒါကြီးပုံမူတည်ပြီးတော့တယောက်နေ့တစ်ယောက်တနေ့တိုင်း လိုအပ်တဲ့ကယ်လိုရီပမာဏဆိုတော့ခွဲပြားပါလိမ့်မယ်။တနည်းအားလိုအပ်တဲ့ကယ်လိုရီပမာဏအတင်စားပြီးမယ်ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်မှာဝေးကတက်မှလည်းမဟုတ်ပါဘူး၊ကျမှလည်းမဟုတ်ပါဘူး။ maintain ဖြစ်နေပါလိမ့်မယ်။အကယ်၍ကျွတ်သားတက်ချင်တဲ့သူဆိုရင်တနည်းအားလိုအပ်တဲ့ကယ်လိုရီပမာဏထက်ပိုပြီးတော့စားပြီးဖို့လိုပါမယ်။တနည်းအားလိုအပ်တဲ့ကယ်လိုရီပမာဏထက်900မှ300ကယ်လိုရီပိုစားပြီးဖို့လိုပါမယ်။ဝေးကျခြင်းတဲ့သူတို့ဦးဆိုရင်တနည်းအားလိုအပ်တဲ့ကယ်လိုရီပမာဏကို short စားပြီးဖို့900မှ300ကယ်လိုရီ short စားပြီးဖို့လိုပါမယ်။အကယ်တင်က အစားတော့စားတယ်ပမာဏမင်းများစားတယ်ဒါပေမဲ့ဗတ္တနည်းကလိုအပ်တဲ့ကယ်လိုရီတက်မကျော်ဘူးဆိုရင်ကျွတ်သားတက်မှာမဟုတ်ဘူးမွေးလည်တက်မှာမဟုတ်ပါဘူးအာပြီးတော့အစီထားတဲ့လူစင်လည်းအတိုင်းပါပဲဟိုဝါရှောင်းနေဒီကရှောင်းနေအစီအစီစင်းရှောင်းနေအချိုးရှောင်းနေအာပြီးတော့အနန္တရှောင်းနေအဲ့လိုမျိုးအကုန်ရှောင်းနေပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာလည်းဝေးကမကြသေးဘူးဆိုရင်ဒီတနည်းကစားသုံးရမယ့်ကယ်လိုရီပမာဏထက်မလျော့ပင်နဲ့ maintain ဖြစ်နေလို့ဖြစ်ပါလိမ့်မယ် weight တင်နေဆိုရင် calorie surplus လို့ခေါ်တယ်တနည်းအားလို့ added calorie ပမာဏထက်ပိုစားပြုဖို့လိုပါတယ် weight တင်နေဆိုရင် calorie deficit လို့ခေါ်တယ်တနည်းအားလို့ added calorie ပမာဏထက် short စားပြုဖို့လိုပါတယ်ကဲဒီတင် weight တင်ကိုဆိုပြီးတော့တဦးစီမှာကြွားပြီးတော့အကျန်တောင်းနေလို့အဲ့လိုဟာတင်ကိုပြန်ပြီးတော့ကျုပ်စားလို့ပြောခဲ့တဲ့ဆင်ကျုပ်မှာ block calorie ရှိလို့ဆိုတော့ပြန်ပြီးပါ last and final tip ကပါလဲဆိုတော့ဇွဲရှိခြင်းက perfect ဖြစ်ခြင်းထက်တောင်းပါတယ်အဲ့တော့အကုန်လုံးနေရာမှာ perfect ဖြစ်ဖို့မလိုပါဘူးဇွဲရှိဖို့ပဲလိုပါတယ် ဂျင်ကိုတပတ်မှအနည်းဆုံး9ရက်မှ6ရက်ပဲသွားပြီးကစားရမယ်အဲ့လိုမျိုးကစားမှရလက်ထွက်မယ်ဆိုတော့မဟုတ်ပါဘူးမင်းစင်အနေနဲ့3ရက်ပဲကစားနိုင်တယ်ဆိုရင်တော့မှအဲ3ရက်ကိုရည်ရှိဆဲရှိရှိကစားမှာအဖစ်နက်ဆိုတာကခဏတာလုပ်ပြီးတော့ကိုလိုချင်တဲ့ body ရတာနဲ့တပုန်တပုန်ရိုက်ပြီးတော့ Instagram မှာတင်တာ Facebook ပေါ်မှာတင်တာမျိုးမဟုတ်ပါဘူး fitness ဆိုတာတိဘောတက်တန်လုံးခေါ်ရမယ် habit တစ်ခုပါပဲ။တင်းရတနေ့လာလုပ်ငန်းစဉ်မှာ fitness ကမရှိမဖြစ်အလုံးအရေးကြီးပါလား။ machine နဲ့ပုံဝင်တော်တော်များများ fitness ကိုအလုံးခက်ခဲတယ်လို့ထင်နေကြပါလား။အလုံးခက်ခဲပြီးလုံးနေတယ်ခေါ့။အလုံးခက်ခဲခဲနဲ့လုံးနေတဲ့သူတွေကအများကြီးပါ။အမှန်တော့အလောက်ထိမခက်ခဲပါဘူး။အခုအကေရတင်းကဝေချရမယ်ဆိုရင်ဟောအစီစဉ်ရှောင်ရမယ်အချိုးရှောင်ရမယ်စားရှောင်ရမယ်အဲပြီးတော့ကိုကြိုက်တဲ့စားစားတွေကိုလုံးဝမစားမနေမိရမယ်အဲ့လိုမျိုးနေမှတာနေဝေးကြမယ်ဆိုတဲ့အချက်ကလုံးဝမဟုတ်ပါဘူးနော် အဲ့လိုမျိုးနေမနိုင်လေဝေချမဆိုတဲ့အချက်ကလုံးဝမှားပါတယ်။ဟောအခုနကကျွန်တော်ပြောသလို၃ရက်ကစားနိုင်တယ်၃ရက်ကစားလို့ရမယ်ဘာ plan ကို ready လုပ်ပြီးတော့ကိုတရေရှိ follow လုပ်ရမယ်တဲ့ plan ကို follow လုပ်ပြီးတော့ကစားမယ်ဆိုရင်အခုနလား၈လကြာပြီးနောက်ပိုင်းမှာလဲကိုတော့ကိုအချိန်ပေးပြီးတော့ quality ကောင်းဝင်နေဖြစ်ဆောက်ထားရတဲ့ body transformation တခုကိုရရှိနိုင်မှာဖြစ်ပါတယ်။အခုပြောပြပြီးပြောလိုက်တဲ့အချက်ကကြာမှာမျိုးဆိုတော့အလုံးဝင်ကြရတဲ့စီးရင်ဒီ video ကို like and share မင်္ဂလာလေးလုပ်ပြီးပါ fitness နဲ့ပတ်သက်ပြီးတော့ online knowledge တွေအသိဉာဏ်တွေတွေအတွက်လည်း share ပြီးပါနောက်ပိုင်းနဲ့အများကြီး video တွေတင်မှာဖြစ်ပါတယ်နောက် video မှာတွေ့အောင်ကျေးဇူးတင်ပါတယ်